DPP ရဲ့နောက်ဆုံးရသတင်းတွေကိုပြောပြပေးပါမယ်။ပြစ်စီခိုးတဲ့ဆိုပြီးတာမင်းနှစ်ယောက်ကိုနှိပ်စက်ခဲ့တဲ့လိုင်းတရာရှေ့ပိုင်းမြို့နယ်၅ရက်ကွက်ဘူချုပ်လမဘော်က Twitter သူအထည်ဆိုင်ပိုင်ရှင်နဲ့ဗီဒီယိုရိုက်တင်ခဲ့တဲ့ဝန်ထမ်းကိုအော်တိုဘားလ၂၁ရက်နေ့လယ်မှာစစ်ကောင်စီလက်အောက်ခံရဲတွေကဖမ်းဆီးလိုက်တယ်လို့မြို့ကန်တွေစီကသိရပါဗျ။ အော်တိုဘားလာ20ရက်ကတွေ့တာသူဆိုင်မစတီးစလုံးအလုံး20ခိုးရဲဆိုပြီးမြို့သမီးနဲ့ကလေးငယ်ကိုရိုက်နှက်ကဓာတ်တိုင်မှာဂျုတ်တုတ်ထားတဲ့ဗီဒီယိုလူမှုကွန်ရက်မှာပြန့်နှံ့ခဲ့ပြီးနောက်မလိုလားအပ်တဲ့ပြဿနာတွေဖြစ်လာမှဆိုတဲ့အတွက်စစ်ကောင်စီလက်အောက်ခံရဲတွေကဖမ်းဆီးခဲ့ရလို့မြို့ကန်တယောက်ကပြောပါတယ်မန္တလေးတိုင်းမရယာမြို့နယ်ထဲမှာစစ်တပ်ကစစ်ကြောင်း၃ကြောင်းနဲ့စစ်ကြောင်းထိုးနေပြီးအရက်သားတွေကိုဖမ်းဆီးတပ်ဖြတ်တာတွေပြုလုပ်နေတယ်လို့ဒေသခံတွေကပြောပါတယ် ရခိုင်ပြည်နယ်မောင်တော်မြို့နယ်ထဲကမြို့ယုကျေးရွာနာမှာအော်တိုဘတ်လ22ရက်နေ့ကရသေးတော်မြို့နယ်ဇေဒီပြင်ကဈေးဝယ်ပြီးပြလာတဲ့ခီးတဲ့တင်ကားတစီးကိုရိုဟင်ဂျာလက်နက်ကိုက်တပ်အာဆာကချုံခိုတက်ခိုင်းမှုပြုလုပ်ခဲ့တယ်လို့အာရခတပ်တော် AA ကထုတ်ပြန်ပါတယ်။ DPP နောက်ဆုံးရသတင်းတွေကို DPP TV News Facebook Page မှာဆက်လက်ကြည့်ရှုနိုင်ပါတယ်ရှင်။